အားလုံးမင်္ဂလာပါရှင်။ EK Audio မှာအကျိုးဆိုပါရစေ။ဆရာမျိုးလင်ဘာသာပြန်ဆိုထားသော Hidden Potential စာအုပ်ကိုဖတ်ပြပေးမှာပါတယ်။မမြင်နိုင်တာတွေကိုမြင်နိုင်ခြင်းကျွန်တော်တို့ရဲ့ရွေးချယ်မှုစနစ်တွေဟာအခက်အခဲအတိုင်းတားနဲ့ဆက်ဆက်ပြီးအောင်မြင်မှုတွေကိုမချိန်ဆနိုင်ပါဘူး။ဘွဲရတင်နန်းတွေကိုចောင်းသားတွေလာလျှောက်တဲ့အခါတင်နန်းတွေမြေကြတွေဟာဘလောက်ခက်ခဲလဲဆိုတာကိုထဲထွက်လို့မရှိပါဘူး။အံ့ဩစရာပါ လွယ်တဲ့အတန်းတွေမှာဝင်ခွင့်အလားအလာဟာခက်တဲ့အတန်းတွေမှာအသင့်အတင့်ဖြစ်နိုင်တာထက်ပိုကောင်းပါတယ်။ဒါကဘလောက်မမျှတယ်လဲဆိုတာကိုစဉ်းစားကြည့်လိုက်ပါ။တကယ်လို့များတင်ဟာဘန်နာရေးအကြံပေးတယောက်ရွေးမယ်ဆိုရင်တွက်နေတဲ့ဈေးကွက်မှာငွေတွေအများကြီးရှာပေးနိုင်မဲ့သူကိုပဲရွေးမှာဖြစ်ပါတယ်။ထိုးကြနေတဲ့ဈေးကွက်မှာငွေဝင်တဲ့တလောက်ပဲကောင်းအောင်ရှာနေနိုင်တဲ့အကြံမျိုးကိုခေါ်မှာမဟုတ်ပါဘူး။ဝင်ခွင့်အရာရှိတွေကိုအပြစ်မဆိုပါဘူး။လူရဲတဲ့မန်နေဂျာကိုလည်းအပြစ်မတင်ပါဘူး။ သူတို့တဆင့်ခံအတိုင်းအတာတွေဟာအားနေတယ်ဆိုတာကိုအများကမသိကြပါဘူး။ရှောက်လွာရှင်ရဲ့အရေးအယောင်တွေပိုကောင်းလာတာမျိုးတွေကို ရှာဖို့အတွက် လေ့ကျင့်ပေးတာမျိုးမရှိသလောက်နည်းပါတယ်။ကျွန်တော်ဟာ IV Lack ဝင်ခွင့်ကော်မတီမှာအလုပ်လုပ်နေပြီးလူရွေးဖို့အဆုံးဖြတ်ချက်တွေချနေတာနှစ်20ရှိပါပြီ။မေဂျာဘာသာရက်တွေဟာဘလောက်ခက်ခဲလဲဆိုတာနဲ့သူတို့ရတဲ့အမှတ်တွေကိုဆက်ဆက်မကြည့်မဲ့ခဲ့ပါဘူး။ အခုချိန်ထိပါပဲတင်ရိုးတစ်ခုနဲ့တစ်ခုနှိုင်းရှင်မကြည့်နိုင်တော့ရှောက်ထားသူတွေရဲ့အောင်မြင်မှုတွေကိုတယောက်နဲ့တယောက်ရှင်ကြည့်ဖို့ကျွန်တော်မလုံနိုင်ခဲ့ပါဘူးကျွန်တော်ဒီအချက်ကိုပိုပြီးကောင်းကောင်းသိသင့်ပါတယ်ရွေးချယ်တဲ့ပုံစံနဲ့စနစ်တွေဟာဆက်ဆက်မှုရှိတဲ့လုံဆောင်ချက်တွေကိုထည့်ပေးဖို့လိုပါတယ်ဖြစ်နေတာကနဗန်းသမားတွေကိုသူတို့ရဲ့ဝိတန်းတွေမှာပဲပြိုင်ပြီးနဗန်းလုံခိုင်းသလိုဖြစ်နေပါတယ်အလားအလာရှိတဲ့နီလန်တခုကတော့ចောင်းသားတွေကိုသူတို့ရဲ့အတန်းပေါ်အချင်းချင်းဗတ်မလိုက်ပဲ ရှင်ကြည်နိုင်တဲ့စနစ်တစ်ခုလုပ်ဖို့လိုအပ်ပါတယ်။ចောင်းသားတဦးချင်းစီရဲ့အမှတ်တွေနဲ့အတူအမှတ်စရင်းမှာပြင်းပြအမှတ်တွေနဲ့သူတို့ရဲ့အကြောင်းတွေမေးချပါတာတွေရဲ့အဆင့်အမှတ်အပိုင်းခြားတွေလည်းဖော်ပြတင်ပါတယ်။ဘာသာရဲ့အခက်အခဲကိုဖော်ပြတာကလုံဆောင်ချက်ကိုဆက်ဆက်စဉ်းစားစေဖို့အတွက်နည်းလမ်းတစ်ခုအနေနဲ့ပဲဖြစ်ပါတယ်။အလားတူအခြေအနေမျိုးတွေမှာចောင်းသားတွေကိုသူတို့ရဲ့တဲ့တဲ့သားတွေနဲ့ရှင်တဲ့အနေနဲ့အចောင်းပြင်ပါကအခက်ခဲတွေကိုလည်းထဲထွက်နိုင်ပါသေးတယ် တချို့အကြောင်းတွေကအကြောင်းသားတွေရဲ့အမတ်တွေကိုသူတို့ရဲ့အိမ်နီးနားချင်းတွေနဲ့ရှင်းပြပေးဖို့အမတ်စည်ရင်းတွေကိုထည့်ပြတဲ့အစင်တစင်လောက်ကြပါတယ်ဒီလိုလောက်တာကအချုံးခဲ့တဲ့ဒီသားစုဝင်ចောင်းသားတွေနဲ့ပတ်သက်ပြီးចောင်းဝင်ခွင့်အရာရှိတွေရဲ့စိတ်ပါဝင်စားမှုနည်းမသွားပဲဝင်ငွေနေတဲ့ចောင်းသားတွေရဲ့အစမ်းအဆောက်ကိုတွေးရှိစေမှာဖြစ်ပါတယ် UK နိုင်ငံမှာဆိုရင်တက္ကသိုလ်တွေနဲ့အလုပ်ရှင်တွေဟာစီးပွားရေးအကြက်တွေသင်ရှားတဲ့လက္ခဏာတွေကိုစပြီးချိန်ဆနေကြပါပြီ။ဥပမာအလုပ်တစ်ဖက်အကြောင်းတစ်ဖက်တက်ပြီးအခမဲ့ရတဲ့အစားအစာတွေကိုမိခိုနေရတဲ့အကြောင်းသားတွေကိုလည်းဂရုစိုက်နေကြပါပြီ။ဒီစိတ်ကိုအယူအဆတွေကိုကျွန်တော်က Joe and Ross ကိုမေးကြည့်တော့ဒီလိုမျိုးအချက်အလက်တွေအကြောင်းအရာတွေသာဂျိုးစီရဲ့ လေတရဲလျှောက်လာထဲမှာပါလာခဲ့ရင် NASA ကသူ့ရဲ့လျှောက်လာကိုတိတက်ဖို့စိစစ်ဆက်ဆက်စဉ်းစားမှာဖြစ်တယ်လို့ဆိုပါတယ်။လျှောက်လာရှင်ဟာရွှေပြောင်းဘဲလောက်တာဖြစ်ခဲ့ရင်ကျွန်တော်တို့ဟာပိုပြီးပြဋိဌာန်းမိမှာဖြစ်ပါတယ်။အထူးသဖြင့်လျှောက်လာကိုထက်ခါထက်ခါရှောက်ပြီးအပြူသဘောဆောင်အတွေ့ရှိတဲ့အပြူမှုမျိုးလုပ်တယ်ဆိုတဲ့အခါမျိုးမှာပိုပြီးပြဋိဌာန်းမိမှာဖြစ်ပါတယ်။ချိန်လေးကမတွေ့ရသေးတဲ့အရင်းတုံးလေးတွေကိုခွဲခြားသိနိုင်မေးခွဲခြားသိနိုင်ပြီးအခက်အခဲများပြားဟာအမှတ်ရဖို့ခက်တာနဲ့ ဝင်ရေးကြည့်ရကြက်တဲတာတွေထက်ပိုပြီးဓမ္မတိတ်ထန်မကြဖြစ်ကြရပါတယ်။တိုင်းဖို့ပိုပြီးခက်လာပါတယ်။ဘဝခီးလမ်းမှာထူးခြားတဲ့အခက်အခဲအတားဆီးတွေကိုကြော်လာပြီးဖက်တန်းခဲ့ရတဲ့ခရီးအကွာအဝေးကိုအကဲပြတ်ဖို့နီးလန်းတစ်ခုလိုနေပါတယ်။မင်္ဂလာရှိတဲ့တည်င်းကအเจ้าတွေအလုံးရှင်တွေဟာတမိုးရှိလာတဲ့အချက်လက်တွေကိုလက်လန်းမိနေပြီးသားဖြစ်ပါတယ်။ဘယ်နေရာမှာကြည့်ရမလဲဆိုတာသူတို့သိကြတယ်ဆိုရင်ပေါ့။ ကျင်းနေတဲ့အခြေအနေအချက်ကကုန်းထပြီးတိုးတက်လာတဲ့အခြေအနေပိုးပြီးအံ့ဩစရာကောင်းတဲ့လေးလာမှုတစ်ခုမှာ George Bowman ကပရိုရီတာမှာရှိတဲ့အထက်တန်းကျောင်းဘွဲရတိုင်းကို1999ကနေ2000နှစ်အတွင်းမှာအချက်လက်အလုံးရင်းနဲ့အစီစစ်ခဲ့ပါတယ်။ရွေချက်ကသူတို့ရခဲ့တဲ့အမှတ်တွေဟာသူတို့ရဲ့အနာဂတ်အောင်မြင်မှုတွေကိုမှန်းဆလို့ရသလားဆိုတဲ့အချက်ပါ။ကောလိပ်ဘွဲရအမှတ်တွေဟာနောင်စနစ်ကြားတဲ့အခါရလာတဲ့ဝင်ငွေနဲ့ဘယ်လိုဆက်ဆက်မှုရှိသလဲကောလိပ်ပထမနှစ်မှာရတဲ့အမှတ်တွေဟာ အနာကအောင်မြင်မှုအတွက်အကြောင်းသားတွေရဲ့အလားအလာကိုဘာမှဖော်ပြတာမရှိပါဘူး။မှန်းလို့မရပါဘူး။ဆိုပုံမိုးနဲ့ကောလိပ်အငယ်တန်းနဲ့ကအမှတ်တွေကတော့ GPA ပြန်မြအမှတ်တမှတ်ပိုတိုင်းနောက်ပိုင်းဝင်ဝင်900ခန့်တော့ပြည်တယ်လို့ဆိုပါတယ်။ကောလိပ်အတန်းကြီးပိုင်းမှာတမှတ်ပိုရတာကဝင်ငွေ10000ရာခန့်တော့ပိုတယ်လို့ဆိုပါတယ်။ဒါမှတကယ်တမ်းမိတ်ပြတာကအချိန်ကာလကြာလာတာနဲ့မြဝင်ငွေအလားအလာကတက်လာတယ်ဆိုတဲ့အချက်ပါ။ ကံအကြောင်းမလာတာကကောလိပ်တွေဟာပုံမှန်အားဖြင့်ဒီလိုလမ်းကြောင်းအလားအလာကိုဖျက်ပြစ်လိုက်ပြီးအမှတ်တစ်ခုတည်းအဖြစ်ပြောင်းလိုက်ကြပါတယ်။ကောလိပ်တွေကအကြောင်းသားတွေရဲ့လင်းနှစ်အတွင်းရခဲ့တဲ့အမှတ်တွေရဲ့ပြန်ပြအမှတ်တွေကိုပဲရွေးလိုက်ကြပါတယ်။မိနေတာကလေးနှစ်အတွင်းတက်လာသလားကျသားသလားတဖြည်းဖြည်းပို့တော်လာကြသလားပို့ပြီးညံ့သားသလားဆိုတာကိုလေ့လူရှုထားကြပါတယ် လားတူပုံစံမျိုးကိုကောလိပ်ကျောင်းပြီးတဲ့အခြေအနေတွေအတွက်လည်းသုံးနေကြပါတယ်။ကျောင်းစာတက်တဲ့နှစ်ကနေအထက်တန်းကျောင်းရဲ့အငယ်တန်းတွေအဆင့်အထိအမတ်တွေတရွေးပြေးတက်လာတဲ့ကျောင်းသားတွေဟာအလားတူအချိန်အတွင်းအမတ်တွေရော့ကျသွားတဲ့ကျောင်းသားတွေချက်ကောလိပ်ပွဲရဖို့ပုံများပါတယ်။ကြားမှာကျောင်းထွက်သွားရဖို့နည်းကြပါတယ်။ဒါမဲ့ကျောင်းဝင်ခွင့်အရာရှိတွေကဒီအတက်ကြမျိုးကိုထဲမတွက်ကြပါဘူး။တရားကဘလောက်ရေစရာကောင်းလဲဆိုတာချက်ကားပြောဖို့ခက်လာပါတယ်။ကျောင်းတွေကတင်းရဲ့ စ조사မှုလုတ်ကင်နိုင်စွမ်းနဲ့ပတ်သက်ပြီး၃နှစ်ကအခြေအနေကို၃လအခြေအနေလောက်ပဲသဘောထားပြီးဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။နောက်ဆုံးပေါ်လုံနိုင်စွမ်းကိုကြည့်ဖို့တော့စိတ်ရှုပ်မခံနေကြတော့ပါဘူး။ကြမ်းတမ်းခက်ခဲမှုတွေနဲ့အစားကဲပြီးမှတိုးတက်လာတဲ့သူတွေကိုတံပိုးပူထားရမယ့်အစားအပြစ်ပေးနေတယ်လို့ဖြစ်နေပါတော့တယ်။တကယ်တော့သူတို့ကျူးစားပန်းစားနဲ့မနှဲနင်ခဲ့ရတဲ့ခီးအပေါ်ချင်းမြင့်တင်ပါတယ်။တက္ကသိုလ်ကြီးတွေနဲ့အလုံးရှင်တွေအနေနဲ့စင်စစ်တဲ့စနစ်တစ်ခု ထပ်ပြင်ချိန်ကြမှာဖြစ် GPA grade point average ပြည်မြအမှတ်နဲ့အတူခြုံငုံကောက်ချက်ချ theory GPD grade point trajectory ကိုလည်းအကဲပြတ်တင်ပါတယ်အမှတ်အတက်ကြမြင်ွေးပါပြည့်ပြတ်တဲ့နှုန်းကိုအချိန်ကာလကြာလာတဲ့အမျှအခြေခံဒီနဲ့တွဲချက်လို့ရပါတယ် rise over run လို့ခေါ်တဲ့ပြင်းနေတဲ့အခြေအနေထက်ကုန်ခပြီးလိုတက်လာတဲ့အခြေအနေပါအစောပိုင်းကြာရှုံးမှုကနေနောက်ပိုင်းအောင်မြင်မှုရလာတာကတိမ်မြုပ်နေတဲ့အစွမ်းရည်ပါပဲ။ လေတရဲလာရောက်ကြတဲ့တခြားအင်ဒီတခြားအင်ဂျင်နီယာတွေနဲ့ရှင်ရင်ပြန်မြအမှတ်မှာဂျိုဆေးကမတာပါဘူး။ကောလိပ်ကျောင်းမှာဆိုရင် သူကဓာတုဗေဒမှာစီးပွဲရခဲ့ပါတယ်။ကာကူပါနဲ့ပရိုမိုးရှင်းပရိုဂရမ်ပိုင်းတွေမှာလည်းစီးပွဲရခဲ့ပါတယ်။သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းကလေရင်အင်ဂျင်နီယာတယောက်ဒါမှမဟုတ်လေတရဲတယောက်ဖြစ်ဖို့ဤပညာပိုင်းအရေးချင်းရောရှိပါရဲ့လားဆိုတဲ့မေးခွန်းတွေထုတ်လာစေပါတယ်။ NASA အတွက် အမတ်ကလျှောက်လာရှင်တွေရဲ့နောက်ဆုံးအမတ်သတ်မှတ်ထားပါဘူး။ နောက်တစ်ချက်ကချုံစေးရဲ့အမှတ်တွေကစိုးရလာခဲ့ပြီးအချင်းချလာတဲ့အခါမှာဘာလို့တက်လာတယ်လဲဆိုတာနာစာကပုံကိုယ်တွေမသိခဲ့ကြပါဘူး။ကျောင်းစိတ်ပေးဖို့အတွက်ဂျုံစေးဟာည10နာရီအလုပ်ဝင်ပြီးမနက်6နာရီအလုပ်ပြီးတဲ့အသေးအနက်ဟင်းသီးဟင်းရွက် channel မှာအလုပ်လုပ်ရပါတယ်။စာသင်ခန်းထဲမှာနုံနုံကြကြဖြစ်စေဖို့ကမင်းအားစိုက်ရပါတယ်။စာတွေကိုပိုင်းနိုင်ဖို့အသာထောင်းဟင်းသီးဟင်းရွက် ရာသီကုန်တော့ ညာပိုင်းတွေနဲ့စနေတနင်္ဂနွေတွေမှာစားတောက်ဆိုင်တစ်ဆိုင်မှာစားပီးသားပကံတွေကိုသိပကံတွေဆေးရတဲ့စပွဲတို့အခုအလုပ်လုပ်ရပါတယ်။အားထည့်ပြီးစူးစမ်းရတဲ့အတန်းတွေပြင်းကျက်တဲ့အချင်းစရာတွေကြအချင်းတွေကိုကြော်ပြပြီးပထမစာသင်နှစ်ဝက်ကိုပြင်းပြစီနဲ့အောင်ခဲ့ပါတယ်။ပညာရေးမှာမနည်းရုန်းကန်စူးစမ်းရလုံးတော့ဂျိုဆေးဟာသူ့ကိုယ်သူအပြင်လူတယောက်လိုခံစားလာရပြီးသူ့အရေးချင်းတွေကိုလည်းသင်္ကာမကင်းဖြစ်လာပါတယ်။ အလေအလက်တန်းစားတွေရဲ့အောင်မြင်မှုနဲ့အနိုင်တန်းစားအောင်မြင်မှုကွာဟကျက်တရက်ရှိတဲ့အကြောင်းအထောက်အထားတွေကခွဲခြားပြသနိုင်ခဲ့ပါတယ်။မမြင်နိုင်တဲ့ချုံငဲ့မှုတွေအခွင့်မသာမှုကြောင့်ပထမမျိုးဆက်ကောလိပ်ကျောင်းသားတွေဟာပညာရေးမှသာလမ်းဖွင့်ပြီးကျောင်းပေးဖို့မျော်လင့်ချက်ကအကူအညီရှာတာကိုဟန့်တားထားပြီးစိတ်ပြတ်ကြစေပါတယ်။ကိုချတော့ပေါ်ကိုရရတဲ့ဖီယာကိုကိုကိုမယုံတင်ကစိတ်မချဖြစ်လာရတဲ့စိတ်နဲ့ တွေ့တရားမဲ့နေရာမရှိနေခြင်းတွေအားလုံးကသူတို့ရဲ့အာယုံစူးစိုက်နိုင်စွမ်းတွေကိုအနှောက်ယှက်ပေးကြပါတယ်။ဂျိုစီအတွက်ကောလိပ်ပထမစတဲ့နှစ်ဝက်ကတော်တော်လေးမငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။အဆင်ပြေတဲ့အချိန်တွေလောက်ခင်ရတဲ့အလုပ်ရာတော့သူ့ရဲ့အခြေအနေတွေကတော့တက်လာပါတယ်အလုပ်တွေပုံမှန်ပို့ပြီးလှုပ်လာနိုင်တော့ နောက်ကြခဲ့တဲ့စာတွေကိုပြန်ပြဖို့လေ့လာဖို့အစီအစဉ်ဆွဲရပါတယ်။ပညာသင်နှစ်ဝက်တွေမှာသူ့ရဲ့အမှတ်တွေကျလာခဲ့ပါတယ်။သူ့ရဲ့ပထမနှစ်အတွင်းပြန်များအမှတ်တွေဟာနေ့တသမ၄တက်ကနေနေ့တသမ၉တက်ကျလာခဲ့ပါတယ်။ဆိုဖိုမိုးနှစ်မှာနောက်တစ်ခါ၃တသမ၃ကနေ၃တသမ၅၆ထဲပြန်ကျလာခဲ့ပါတယ်။နောက်ထပ် A တွေအများကြီးထက်ရပြီးဂုံတူးနဲ့ဘွဲရခဲ့ပါတယ်။စန်တာ ဘာဘရာမျိုးရဲ့ကယ်လီဖိုးနီးယားတက္ကသိုလ်မှာအင်ဂျင်နီယာဘာသာရပ်မှာမဟာပွဲအတွက်ပညာသင်ဆုပြေဝရရှိခဲ့ပါတယ်။ဂျိုဆေးဟာပြင်းပြအမှတ်မှာအကောင်းဆုံးမရခဲ့ပေမဲ့အမတ်မြင့်ကြောင့်အတက်ကတိတ်ကောင်းခဲ့ပါတယ်။ဒုတက်မှုကိုအစွမ်းစားရဲ့အမတ်သားတစ်ခုအနေနဲ့တုံးတော့မယ်ဆိုရင်တတိထားရမှာတစ်ခုကတင်းတင်းမြတာတဲ့မျောလင်းချက်တွေတတ်မှတ်ဖို့အရေးကြီးပါတယ်။ကနအုပ်စီစဉ်မှုမှာအောင်မြင်မှုလမ်းကြောင်းထောင်တက်တာတွေဟာရှောက်လာရှင်တွေဟာ ေးဒုက္ခတွေကိုကြော်လာခဲ့တယ်ဆိုတဲ့သင်္ကေတတွေပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်းငင်းချောင်းထောင်တက်နေဖို့ဆိုတာကိုတော့အမှန်လို့မရပါဘူး။လူတွေဟာအခက်အခဲကြီးတွေနဲ့ရင်ဆိုင်ရတဲ့အခါသူတို့စွဲတက်ရမယ့်အကြောင်းကပိုပြီးမဆောက်လာပြီးဒီလုံဆောင်မှုကိုထိန်းထားတာကိုကအောင်မြင်မှုတစ်ခုပါပဲ။ဘလိုမျိုးတိုးတက်မှုတိုင်းတာနည်းတစ်မျိုးတည်းကမှကျွန်တော်တို့ရဲ့တခုတည်းသောတိုင်းတာရဲ့စနစ်မဟုတ်ပါဘူး။ဇေယားမှာအထက်ကိုထောင်ထပ်တဲ့မြင်းတစ်ခုကအဖိုးတန်နဲ့အစအပြိုးလေးဖြစ်ပေမဲ့ ူတယောက်ရဲ့အစွမ်းအစအတွက်အားလုံးကိုချုပ်ပြီးမြင်တာတော့မဟုတ်သေးပါဘူး။မဆောက်တဲ့တောင်ကုန်းတွေကိုလူတွေနှစ်နိုင်နဲ့ခရီးအကွာဝေးကိုတိုင်းတာဖို့အတွက်လက်ရှိအချိန်ထိသူတို့ရခဲ့တဲ့အကျွမ်းကျင်မှုတွေနဲ့လုံနိုင်စွမ်းတွေကိုတည်တည်ချာချာအနီးကပ်ကြည့်ဖို့ကလည်းတိတ်ပြီးအရေးပါပြန်ပါတယ်။ဘတ်တမ်ရက်ခင်လုပ်ငန်းတွေ့ကြုံဒါမှမဟုတ်ရက်ခင်လုံနိုင်စွမ်းတွေကိုကြီးမဲ့အစားသူတို့ဘာတွေလေ့လာထားသလဲ။ဘလောက်ကောင်းကောင်းသင်ယူနိုင်ခဲ့တယ်လဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ကကျွန်တော်တို့လူတွေကိုဘလို့အင်တာဗျူးလုပ်လဲဆိုတာကိုပြန်စဉ်းစားရမှာဖြစ်ပါတယ်။ကျွန်တော်တွေ့ဘူးခဲ့တဲ့အထက်ကစိတ်ဝင်စားစရာအကောင်းဆုံးကတော့ Israel Call Center တခုမှာဖြစ်ပါတယ်။လူချမ်းမပါတဲ့အင်တာဗျူးနှစ်ဆယ်စုနှစ်ပေါင်းအတန်ကြာတုန်းကဂျေးဝစ်ဆိုတဲ့ကုထုံးအထူးကဆရာဝန်တယောက်ဟာကုထုံးစိတ်ပညာနဲ့ပတ်သက်ပြီးစိတ်ကတိကဟောင်းရခဲ့ရပါတယ်။တချိန်မှာလူနာတယောက်တည်းကိုပဲကုရတာမလုံလောက်ဘူးလို့ထင်နေပါတယ်။သူကလူနာမမျှကိုကုပေးချင်နေတာပါ။ တနေ့တော့လေးပြတ်ထားတဲ့အိမ်နီးချင်းတယောက်နဲ့စကားပြောနေတော့သူတိလိုက်ရတာကမတန်ဆွမ်းသူတွေဟာကဘာတလောမှာရှိနေကြပြီးအလုတ်ရဖို့ကြိုးစားနေကြပါတယ်။နားမကြတဲ့သူမျက်စိမမြင်တဲ့သူမလုံချားနိုင်တဲ့သူမမတ်နိုင်တဲ့သူတင်ယူလေးလာလို့မရတဲ့သူအဆက်အသွယ်လုပ်လို့မရတဲ့သူတွေအားလုံးမှာတူတဲ့အတွေ့အကြုံတစ်ခုရှိနေပါတယ်။သူတို့ဟာရုပ်ပိုင်းမတန်ဆွမ်းတာဖြစ်ဖြစ်စိတ်ပိုင်းမှုမမှန်တာဖြစ်ဖြစ်ခံစားကြရပေမဲ့စိတ်ထံရနဲ့ငင်းပယ်ခံရတာဟာ ဘွားတစ်လျှောက်မှာဖြစ်နေကြဆိုတာသူတို့ကတိနေခဲ့ကြပါတယ်။နောက်ပြီးသူတို့ကိုလူတွေက short track ကြတဲ့အပြင်ဂရုမစိုက်ကြဖို့ကလည်းများပါတယ်။ခြေကအလုံးအင်တာဗျူးတွေမှာမတန်ဆွမ်းတဲ့သူတွေကိုချုံခဲ့တဲ့သူတွေလို့သဘောထားကြပါတယ်။ပုံမှန်လုံနေကြအင်တာဗျူးကိုမေးခွန်းမေးမြန်းခံ interrogation တခုလို့သတ်မှတ်ကြပါတယ်။အကဲဖြတ်တဲ့သူတွေကသင်ရဲ့အားနည်းချက်တွေကိုဖိပြီးစစ်ဆေးကြပါတယ်မေးကြပါတယ်။သင်ရဲ့အားနည်းချက်တွေကဘာတွေလဲ။ ဒီမှာကျွန်တော်လုတ်ခဲ့တဲ့အမားစင်းရင်တစ်ခုချင်းစီကိုပြုစုထားတာပါအစီအစဉ်တကြပါတင့်ဘဝအနာဂတ်အတွက်မဖြစ်နိုင်တာတွေမေးချလေးရှိပါတယ်နောက်ငါးနှစ်အတွင်းတင့်အနာဂတ်ကိုဘယ်လိုမြင်ထားသလဲတချို့ကတင့်ကိုအုံနောက်စားစေတဲ့မိကုံးတွေတောင်မေးပါလိမ့်မယ်ဥပမာဘိုးရင်ချက်လျင်တစည်းထဲမှာကောက်တိပနှလုံးဆန့်တယ်ဘသူကချက်လျင်ကြီးတဲ့ကိုကောက်တိပြစ်ထဲမှာလဲမတန်မစွမ်းဖြစ်တဲ့သူတွေကိုတော့ဒီလိုမိကုံးတွေကအစိုးရင်ကြောင်းကြောင်းမှုတွေတိုးစေပါတယ် အင်တာဗျူးတွေမှာလုတ်လိုက်တဲ့ဆေးဖြည့်ဆည်းမှုတွေကလူတွေရဲ့အစမ်းအဆောက်ကိုအပြည့်အဝမြင်စေရတော့ပါဘူးဒီလိုဆေးဖြည့်ဆည်းမှုကအရင်တုန်းကအထင်သေးအမြင်သေးခံရတဲ့သူတွေအတွက်စီရင်ချက်ချလိုက်တယ်လို့မျိုးဖြစ်သွားလေးရှိပါတယ်တင်းရဲ့အုပ်စုအတွက်ပုံသေးကားကြပုံစံတွင်းထားတာရှိတာကိုသိသွားရုံနဲ့လုံဆောင်နိုင်စွမ်းဟာဖီအားအောက်မှာရောကြသွားစေမှာဖြစ်ပါတယ်အပြက်သဘောဆောင်တဲ့ပုံတွေကားချက်ပုံစံတွေကိုပို့ပြီးစွဲမြဲယုံကြည်သွားမှကိုကြောက်ရွံ့မှုကအာယုံဆူဆိုင်မှုကိုအနောက်ရက်ဖြစ်စေပါတယ် မှန်ညာကုန်ခန်းစေပါတယ်။အမျိုးသမီးတွေရဲ့တင်ချာအတွက်အချက်ကိုညံသွားစေပါတယ်။လူမဲတွေရဲ့တင်ချာအတွက်ချက်ကိုလည်းညံသွားစေပါတယ်။လူမဲတွေရဲ့ SAT အမှတ်ကိုရော့စေပါတယ်။ဒီအပြတ်သဘောဆောင်တဲ့ပုံသေးကားချက်တွေဟာကြာရှုံးဖို့ချမှတ်ထားတာဖြစ်ပါတယ်။ဂျေးကမတန်ဆွမ်းတဲ့သူတွေရဲ့အရေးချင်းကိုထုတ်ပြချင်ပါတယ်။သူတို့တွေရဲ့မတူကွဲပြားမှုတွေကခရီးကွေးတွေတွားနိုင်ဖို့အရေးကနေရက်အောင်မလုပ်နိုင်ဘူးဆိုတာပြသဖို့သူကအခြေခံကြတဲ့ကိစ္စတစ်ခုကိုလုပ်ခဲ့ပါတယ်။ မတန်ဆွမ်းတဲ့သူတွေကြီးပဲစုထားတဲ့ကောစင်တာဆက်သွယ်ရေးစင်တာတခုစတင်ဖွင့်လုပ်ခဲ့ပါတယ်။ဂျေကကောရကောလို့နာမည်ပေးထားပါတယ်။ဟီဘရူးဘာသာနဲ့ဘယ်ယာမဆိုလုံးနိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်။အလုံးလျှောက်ထားတဲ့သူတွေအဆင်ပြေအောင်မြင်ဖို့အတွက်သူကလုံနေကြအင်တာဗျူးအဆင့်ကိုပြောင်းပြက်လိုက်ပါတယ်။သူထွင်လိုက်တဲ့စနစ်ဟာအော်စရာတွေနဲ့ပြင်းထန်နေပါတယ်။တင်ရောက်မလာခင်မှာဝါသနာနဲ့ပတ်သက်ပြီးမိကုန်းတစ်ခုပြေပေးရပါတယ်။ သင်ကြိုက်တဲ့စာအုပ်တွေကနေသင်ကြိုက်တဲ့တခြင်းသင်အကြိုက်ဆုံးဝါသနာတွေပါတာတွေကိုဖြည့်ပေးရပါတယ်။လူတယောက်ဒါမှမဟုတ်တလေးဆက်တကောင်ကိုထောက်ပံ့ဖို့အတွက်အင်တာဗျူးခေါ်လာဖို့ကိုလည်းအားပေးကြိုဆိုပြီးဖိတ်ထားပါတယ်။သင်ရောက်လာတာနဲ့တပြိုင်နက်အင်တာဗျူးလုပ်တဲ့သူတွေဟာမေးမြန်းစစ်ဆေးသူတွေနဲ့စန့်ကျင်ဘက်ဆိုတာသင်တွေ့ရှိသွားပါလိမ့်မယ်။သူတို့ဟာအစီအစဉ်တင်ဆက်သူတွေသာဖြစ်ပါတယ်။ ူတို့ကတင့်ကိုပတ်ပြပါတယ်။ကော်ဖီလက်ဖက်ရည်ကြိုက်ပါတယ်။သူတို့ရဲ့ဝါသနာတွေကိုမေးပါတယ်။ရွယ်ချက်ကတင့်ကိုနေသားထိုင်သာဖြစ်စေဖို့ကူညီပေးတာတည်းမကပါဘူး။တင့်မြန်နိုးတဲ့အရာတွေရဖို့အခွင့်အရေးတစ်ခုဖြစ်နေပါတယ်။နောက်တစ်ခုကတင့်ရဲ့အားသာချက်တွေကိုလည်းထုတ်ပြရမှာဖြစ်ပါတယ်။ထိတ်လန့်စရာကောင်းတဲ့ပုံစံတွေရင်းနှီးမှုမရှိတဲ့ပေလီတွေနဲ့ပြစ်ခတ်တိုက်ဆိုင်မဲ့အစား ဂျေးကတင့်ရဲ့ကျွမ်းကျင်မှုတွေကိုရင်းရင်းနှီးနှီးထုတ်ပြဖို့အခွင့်အရေးပေးတဲ့စိန်ခေါ်မှုတွေကိုတတိတတန်းကြီးတည်တွင်ခဲ့ပါတယ်။အခက်အခဲတွေကြားကနေပြီးတင့်ရဲ့ဆုံးဖြတ်ချက်ကိုပြသဖို့ဆက်ရတန်းရဲလား။တင့်ရဲ့အစာအုပ်မိုးမှန်မှုအတွက်တင့်ရဲ့စိတ်ကူးတွေအားလုံးကိုပယ်ချခဲ့တဲ့လက်ပေါက်ကက်တဲ့အိမ်ကြီးချင်းတယောက်နဲ့တွဲဖို့ပြင်လိုက်ပါ။တင်ကအသေးစိတ်ကအစဂယူးဆိုင်တာကိုပြဖို့ဆရာတက်တံပါလား။နောက်ပြီးတင်ဟာစီယုံတာဆွဲဆောင်ပြောဆိုတာခိုင်းနိုင်ပြောဆိုတာတွေမှာထူးချွန်တဲ့အကြောင်းသက်သေပြချင်ပါသလား။ ရေချော်တက်တယောက်ကိုညစာစားနေတော့ဖုန်းမကြည့်ဖို့တင်းလို့စီးရုံပါလေ။အင်တာဗျူးသိပ်ပံမှာဒီလိုလက်တွေ့ဖြူဟာမျိုးတွေအတွက်နာမည်တခုရှိပါတယ်။အလုံးနမူနာ work sample တွေလို့ခေါ်ပါတယ်။အလုံးနမူနာရှောက်ထားသူတွေအကျွမ်းကျင်မှုတွေကိုလက်တွေ့ပြရတာဖြစ်ပါတယ်။တစ်ခါတည်းမှာတင်းရဲ့အရင်အလုပ်ကြောင့်တင်းပြပြီးလုပ်နိုင်ပါတယ်။ကောလိပ်ကြောင်များပြားမှာတော့ဒီလိုမျိုးကိုရေးအချက်လက်တွေကိုဝင်ခွင့်လျှောက်ထားတဲ့လုပ်ငန်းစဉ်အဆင့်မှာထည့်ထားလိရှိပါတယ် ကျောင်းသားတွေကိုသူတို့ရဲ့ကိုရဲရဇဝင်တွေကိုတီထွင်စမ်းသစ်ပြီးရေးဖို့ဖိတ်ခေါ်တာဖြစ်ပါတယ်။ဖင်ကဂီတာမူတယောက်ဆိုရင်အတန်တင်တဲ့ဖိုင်ကိုပို့လို့ရတယ်လို့သင်ဟာဇန်ညွန်းစရာတယောက်ဆိုရင်ဇန်ညွန်းတွေကိုပို့လို့ရပါတယ်။တကယ်လို့သင်ကရုပ်ရှင်တရုပ်ဆောင်အကသမားဒါမှမဟုတ်မျက်လက်စရာတယောက်ဆိုရင်တော့ဗီဒီယိုဖိုင်ပို့လို့ရပါတယ်။ဒါမဲ့အရင်က walk simple အလုပ်နမူနာတွေဟာအရင်ကလုံးဆောင်နိုင်စွမ်းတွေလိုပဲအကန့်အသတ်တွေရှိပါတယ် သူတို့ကကျွန်တော်တို့ကိုပန်းသီးတွေနဲ့လိမ္မော်သီးတွေကိုနှိုင်းရှင်ခိုင်းပါတယ်။လက်ရှိအချိန်ထိရှောက်လွှာရှင်တွေခံစားရတဲ့အခက်အခဲမျိုးမျိုးကိုဖက်တွက်လို့မရှိပါဘူး။အားကောင်းတဲ့နောက်နီလန်တစ်ခုကတော့လက်ရှိအချိန်အလုံနမူနာတွေထွင်ဖို့ပဲဖြစ်ပါတယ်။လူတိုင်းကိုဒူရဲပြဿနာတစ်ခုပေးပြီးလက်ရှိအချိန်မှာဖြေရှင်းရမှာဖြစ်ပါတယ်။ဒီလိုလက်ရှိတိုက်ရိုက်အလုံးနမူနာတွေဟာရှောက်ထားတဲ့သူတွေရဲ့အရေးချင်းတွေကိုမီးထိုးပြပေးပြီး အင်တာဗျူးတွေမှာကွာချက်တွေကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။လူတွေပြောတာကိုပဲအားကိုးနေမယ်ဆိုသူတို့ဘာကိုလုံနိုင်လဲဆိုတာကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်။ဒါကိုလျှောက်ထားတဲ့သူတွေကတံမိုးထားရပါတယ်။ကျွန်တော်အလုံနမူနာတွေကိုအလုံလောက်ကစားကပထမဆုံးအမှတ်မတင် တွေ့ရှိခဲ့ပါတယ်။သူတို့မှာနာမည်ကောင်းရှိတာကိုကျွန်တော်မသိခဲ့တဲ့အချိန်ကဖြစ်ပါတယ်။ကျွန်တော်နဲ့မိတ်ဆွေတယောက်အယောင်ဝန်တန်အဖွဲတစ်ဖွဲအလုတ်ခံမှုပြင်ဆင်နေတဲ့အချိန်မှာမိကုန်းကကျွန်တော်တို့ကိုပုံနေတဲ့ပန်းသီးတစ်လုံးကိုလိုချင်လာအောင်ဘလို့ရောင်းမလဲရောင်းခိုင်းပါတယ် လာလျှောက်တဲ့သူတယောက်ဆွဲပြီးပြောတာကိုကျွန်တော်မေ့မြပါဘူးဒီပန်းသေးဟာပုံနေပုံပေါက်ကောင်းပေါက်နေပါလိမ့်မယ်တကယ်ကဒီပန်းသေးကရင့်သွားတာပါအသက်ကြီးသွားတာရှေးကြပြီတံမိုးကြီးတဲ့ပန်းသေးတစ်လုံးဖြစ်တယ်ပန်းသေးတစ်နှစ်တစ်လုံးစားရင်ဆရာဝန်အနာမကတ်တော့ပါဘူးဆိုတဲ့ဆိုရိုးစကားရှိလေတော့ကြာလေအဟာရထက်ပိုလာလေပါပဲဒီပန်းသေးရဲ့အစေတွေကိုတင်းရဲ့အိမ်ဆိုင်ခင်းထဲမှာပြိုးလို့ရပါပြီ ိုသားမှုတွေနဲ့ပတ်သက်ပြီးစစ်စစ်ရှင်းလင်းပြီးတဲ့အခါဒီလျှောက်လာရှင်ကိုအယောင်းဝန်ထမ်းခံထားလိုက်ပြီးတော့ကျွန်တော်ရွေးခဲ့တဲ့အထဲမှာအကောင်းဆုံးအယောင်းဝန်ထမ်းတအုပ်ဖြစ်လာပါတယ်။အဲ့ဒီချိန်ကဇာပိလုပ်ငန်းတွေအနက်မှာလက်ရှိအချိန်အလုံးနမူနာတွေရဖို့စမ်းသစ်တဲ့နည်းတွေအများကြီးတွေးခဲ့ရပါတယ်။ကျွန်တော်အကြိုက်ဆုံးထဲမှာပါပါတယ်။ဆရာလှုပ်လာလျှောက်တဲ့သူတွေရဲ့ဆရာထက်တန်မှုကိုအကဲဖြတ်ဖို့အတွက်လက်ရှိစာသင်ခန်းတစ်ခန်း ဒိုင်းရိုက်စာသင်ခန်းတစ်ခုကိုပြင်ခိုင်းပါတယ်။လေရင်ပြန်ပြင်နဲ့ဆက်ပြင်စရာတွေရဲ့အပြုသဘောဆောင်တဲ့အကျဉ်းချက်မှုတွေကိုအကဲပြတ်ချက်ထုတ်လုပ်ရေးကုမ္ပဏီတွေအတွက်ရှောက်လာရှင်တွေကိုလီကိုဟယ်လီကော်ပတာထုတ်လုပ်ခိုင်းပါတယ်။အလုံးနမူနာတွေကရေပူရအားဖြင့်တစ်ခါပဲအပီးလုတ်ခိုင်းတာဖြစ်ပါတယ်။ဒါမဲ့တင့်ရဲ့ပထမဆုံးစ조사အထုတ်မှုကတင့်ရဲ့အကောင်းဆုံးစ조사အထုတ်မှုတော့ဖြစ်ခဲ့ပြန်ပါတယ်။ဒီလိုပြဿနာကိုကော်ရခေါ်ကဖေရှားပြစ်နိုင်ပြန်ပါတယ်။ သူတို့ရဲ့အလုံးနမူနာတွေဟာရှောက်တဲ့သူတွေအောင်မြင်စေဖို့အတွက်ဒုတိယအခွင့်အရေးပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်။အင်တာဗျူးဖြေနေတဲ့အချိန်အခက်ခဲတွေ့နေလို့ခဏရထားရှင်နေဆိုရင်တင်ကနားချိန်တောင်းနိုင်ပါတယ်အကူအညီတောင်းနိုင်ပါတယ်အင်တာဗျူးအပြီးမှာတင့်ကိုအကဲဖြတ်ပေးမယ့်အစားတင်ကဒိုင်ဝင်လုံးရမှာဖြစ်ပါတယ်တင့်ရဲ့အင်တာဗျူးအတွေ့အကြုံကိုတင်ကပဲအစင်သတ်မှတ်ရမှာဖြစ်ပါတယ်အင်တာဗျူးပေးတဲ့သူကတင့်နေတာထိုင်တာဖြစ်ဖို့ကြိုးစိုးလိုက်ပါသလားနောက်ပြီးတင်ဟာအကောင်းဆုံးဖြေဆိုနိုင်ခဲ့ပါသလားဆိုတာတွေကိုဘလောက်ကြိုးစိုးနေပါသလဲ အင်တာဗျူးလုပ်တဲ့အပေါ်တင်ကမချစ်နိုင်ဘူးဆိုရင်နောက်တစ်ခါထွက်လုပ်ခွင့်ရပါတယ်တဲ့အကြောင်းပို့ပြီးသိစေဖို့အတွက်အင်တာဗျူးလုပ်တဲ့အတိုင်းကသူတို့အနေနဲ့ဘလို့တမှုထူးကြပြီလောက်ရမလဲဆိုတာကိုတင့်ကိုမေးမှဖြစ်ပါတယ်။ဟာဗီဆိုတဲ့သူဟာကောရခေါ်မှာဒုတိယအကြိမ်အင်တာဗျူးဖို့အတွက်ရောက်လာတော့သူဟာစိတ်ကိုစူးစိနိုင်ဖို့မနေကျိုးပဲနေရတယ်ဆိုတာကိုပေါ်လွင်နေပါတယ်။အင်တာဗျူးလုပ်တဲ့သူကခဏနာပြီးသူဘလို့ခံစားနေရတယ်ဆိုတဲ့အကြောင်းမေးပါတယ်။ဟာဗီကအော်တစင်ယောဂါထားနေခဲ့ပါတယ်။ သူ့ဖဏန်းကဒီနေ့သူ့ဖဏန်းကအဲ့ဒီနေ့မနက်မှာစီးရတာအဆင်မပြေဖြစ်တော့အတန်းဝင်နေတော့ကော်ဖီတွေအင်ဂျီပေါ်မှောက်ကြရတဲ့အကြောင်းရှင်းပြပါတယ်။ဒါနဲ့ဘတ်စကားလွတ်သွားပြီးအချိန်မီအင်တာဗျူးရဖို့ကြီးပြရာခက်ပြီးလာရတဲ့အပြင်သူ့ချောင်းနဲ့ဖဏန်းကလည်းအဆင်မပြေခဲ့ပါဘူး။အင်တာဗျူးလုပ်တဲ့သူကဟာဗီကိုနားခိုင်းပြီးတနိုင်ကြမှပြန်တွေ့မယ်လို့အချိန်ပေးလိုက်ပါတယ်။နာဗီမှအင်တာဗျူးပြန်လာတော့အဆင်ပြေပြေပြောနိုင်စုံနိုင်ပြီးအလုပ်ရသွားခဲ့ပါတယ်။အလုပ်နမူနာတွေစုဆောင်းရတာကအချိန်ယူရပါတယ်။ ဒါပေမဲ့အခုတော့အလုံးနမူနာတွေကိုအွန်လိုင်းကနေတဆင့်ယူလို့ရနေပါပြီ။ဒီနေ့ခေတ်မှာ digital နဲ့ပြဿနာဖြေရှင်းလို့ရတဲ့အလုပ်တွေကိုဖန်တီးနိုင်ပါတယ်။ဘယ်တော့မှဒီလောက်မလွယ်ကူဘူးပါဘူး။တကယ်လို့လူကိုယ်တိုင်အင်တာဗျူးလုပ်ရင်တော့ဒီလိုမျိုးကအချိန်အရင်းနှီးသိမ့်မကုန်တော့ပါဘူး။ ချိန်ကိုအရင်အနီးလောက်ရတာဟာကျွန်တော်တို့ခေါ်တွေ့ရမယ့်သူတွေအကြောင်းစဉ်းစားဆင်ခြင်ဖို့ကဘလောက်ရည်ကြီးလဲဆိုတာကိုသိလို့ဖြစ်ပါတယ်။နောက်ပြီး AI ညံရည်တို့ Artificial Intelligence မှာတိတ်ပြီးတိုးတက်နေပေမဲ့ဟာဘေးမှာရှိတဲ့အစွမ်းရည်ကိုတွေးဖို့နီးလန်းကိုမတွေ့သေးပါဘူး။သူဟာပြင်ပန်းဆင်းရဲတဲ့အလုပ်တစ်ခုရပါတယ်။အဲ့ဒီအလုပ်မှာရိုင်းစိုင်းမှုတွေဖြစ်ပေခံရမှုတွေကပုံမှန်လိုဖြစ်နေပါတယ်။ဝန်ထမ်းတွေကအလုပ်ဝင်ပြီးနှစ်နေငယ်လောက်မှပဲပြန်ထွက်ကုန်ကြပါတယ်။ ဒါပေမဲ့ဟာဘေးကတော့ဒူပေပြန်ပြီးခံနိုင်တဲ့သူကသူဟာရှစ်နှစ်လုံးလုံးနာမည်ကောင်းထွက်ပါတယ်။လာဆယ်ရီမန်းချက်တွေပြည့်မီအောင်လုပ်နိုင်ခဲ့ပါတယ်။ကောဆန်နာကြီးတစ်ခုလုံးမှာ25နှစ်အတွင်းအကောင်းဆုံးဝန်ထမ်းစုကိုရခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းပိုင်းအတွင်းလူတွေကဂျေးရဲ့ဝန်ထမ်းရွေးတဲ့ပုံစံကိုသိပ်ပီးမယုံကြပါဘူး။အတူတစ်ဖြက်ကောဆန်တာလိုလုပ်ငန်းမှာအလုပ်ဖြစ်မယ်လို့မထင်ကြပါဘူး။မတန်ဆွမ်းတဲ့သူတွေဟာတွက်နေတဲ့ဈေးကွက်ဖျားများနေတဲ့ဈေးကွက်မှာရှင်သန်နိုင်ကြမယ်လို့မထင်နိုင်ကြပါဘူး။ ဂျေးကတစ်နှစ်လုံးကြာပြီးမှပထမဆုံးဝန်ထမ်းကိုစပြီးငားဖြစ်ပါတယ်။ဒီလိုဝန်ထမ်းရွေးတဲ့ပုံစံ2009ခုနှစ်မှာစတော့မတန်ဆွမ်းတဲ့သူ15ဦးကိုသူကအလုပ်ခန့်နိုင်လိုက်ခဲ့ပါတယ်။အဖြစ်အပျက်တစ်ခုမှာသူ့စီမှာမျက်မမြင်မန်နေဂျာတယောက်ရှိပြီးသူတီးကျက်ရတဲ့ဝန်ထမ်းနဲ့မှနားမကျရတဲ့ဝန်ထမ်းပါနေပါတယ်။အဲ့ဒီပုံစံဂျေးကအောင်မြင်မဲ့ပုံစံလို့မထင်ရပါဘူး။ဒါပေမဲ့ဂျေးကယုံယုံကြည်ကြည်ပါပဲ။အောင်ကိုအောင်မြင်ရမယ်ပေါ့။ဝန်ထမ်းတွေရဲ့အားသာချက်တွေကိုအနည်းငယ်မြင်တွေ့ဘူးတော့အဖွဲတစ်ဖွဲအနေနဲ့ဘလောက်ခီးပေါက်မလဲဆိုတာကိုဂျေးကသိခဲ့ပါဗျ။ မျောလင့်ထားတာတွေကိုလုံနိုင်ုံနဲ့မကပါဘူးမျောလင့်ထားတာတွေတက်အများကြီးပိုလုံနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကောရက်ခေါ်ကတိုးတက်ခဲ့ပြီးကုမ္ပဏီအဖွဲ့တွေဟာဒီဆက်သွယ်ရေးစင်တာလုပ်ငန်းကစံချိန်တွေချိုးပြီးအောင်မြင်ခဲ့ပါတယ်တချို့အဖွဲ့တွေဟာမတန်ဆန်းသူတွေမပါတဲ့အဖွဲ့တွေပိုပြီးလုံနိုင်ခဲ့ကြပါတယ်ကြီးအတွက်ကတော့ဒီအောင်မြင်မှုတွေကအစာပဲရှိပါသေးတယ် ဒီလိုမတန်ဆန်းတဲ့သူတွေရှိတဲ့အစွမ်းရည်ကိုလစ်လူရှူထားခဲ့တာဟာဒီလိုအုပ်စုတစ်ခုလည်းတင်မကပါဘူးဆိုတာကိုသူသိခဲ့တယ်။တခြားနိုင်ငံတွေကနေရွှေပြောင်းလာတဲ့သူတွေအရင်ကအကျဉ်းချခံရဘူးတဲ့သူတွေလိုအခွင့်အရေးမရကြတဲ့သူတွေအခွင့်အရေးတွေဖန်တီးပေးနိုင်ဖို့သူ့ရဲ့ဝန်ထမ်းရွေးချယ်တဲ့ပုံစံကိုချဲခဲ့ပါတယ်။2018ခုနှစ်မှာလူတွေနဲ့လူအတိုင်းဝိုင်းအတွက် ကောင်းကျိုးတည်ပိုးခဲ့တဲ့အတွက်ဂုံပြုတ်ပြီးပေးတဲ့စုတစုကိုလက်ခံဖို့အစ္စရေးပါလီမန်ကိုဖိတ်တာ ခံရပါတယ် ကောရခောရဲ့အင်တာဗျူးပုံစံဟာအနိုင်ငံဘဝကလူတွေကိုတကားပွင့်ပေးတဲ့စိတ်ဝင်စားစရာနီလန်းတစ်ခုဖြစ်ုံနဲ့မကပါဘူးလူတိုင်းရဲ့အစွမ်းအစတွေကိုအတိအမှတ်ပြုဖို့နီလန်းတစ်ခုလည်းဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်လူတိုင်းရဲ့စွမ်းရည်တွေကိုအကြောင်းတောက်ပစေပါသေးတယ် interrogation လို့ခေါ်တဲ့တရားခံသဘောထားပြီးစိတ်စိတ်မြင့်မြတ်မှုတွေဟာလူတွေကိုစိုးရင်ကြောင်းကြစေနိုင်ပါတယ်ဘသူမဆိုအလုံးအင်တာဗျူးကာလမှာဘသူကိုမဆိုကန်ဆိုးမိုးမိုင်းကြာသွားစေနိုင်ပါတယ် လူတွေရဲ့အစွမ်းအစတွေကိုအကောင်းဆုံးတိုင်းတာနိုင်တာကသူတို့ဘာလုပ်နိုင်လဲဆိုတဲ့အချက်ဖြစ်ပြီးသူတို့ဘာပြောတယ်ဆိုတာမဟုတ်တလို့အရင်ကသူတို့ဘာလုပ်ခဲ့လဲဆိုတာလည်းမဟုတ်ပါဘူးလူတွေဟာအင်တာဗျူးမှာဒုက္ခရောက်အောင်ခြေထိုးခံတာမျိုးလုပ်မဲ့အစားသူတို့တတ်နိုင်သလောက်ကြိုးစားခွင့်ပေးတင်ပါတယ်အင်တာဗျူးပထမအချိန်မှာအဆင်မပြေတာတွေရှိလို့နောက်ဒုတိယအချိန်မှာဘလို့တုံ့ပြန်နိုင်တယ်လဲဘလို့လုံးနိုင်တယ်လဲဆိုတာကသူတို့ရဲ့ဇာရိတတွေအတွက်ပိုပြီးအတိတ်ပဲရှိတဲ့ပဒင်ပေါက်တစ်ခုပဲဖြစ်ပါတယ် အခွင့်အရေးလမ်းစာတစ်ခု။နာဇာကရှောက်လာရှင်တွေကိုသူတို့ရဲ့ရှောက်လာတွေကိုအချက်လက်ထပ်ဖြေဖို့နှစ်တိုင်းဖိတ်တော့ဂျိုဆေးကနှစ်စဉ်နှစ်တိုင်းဒုတိယအကြိမ်ကြိုးစားခွင့်ရပါတယ်။1999 1996ခုနှစ်ရောက်တော့ရှောက်လာတွေအပယ်ခံရတာအတော်များသွားပါပြီ။သူကလက်လွတ်လိုက်ဖို့စိတ်ထဲပြစ်ခံနေနေပါပြီ။ဒီချိန်မှာဇနီးအယ်လာကသူ့အိမ်မက်ကိုမစွန့်လွတ်ဖို့အားပေးခဲ့ပါတယ်။ကျင့်ကိုပဲချတာနာစာပဲဖြစ်စေကျင့်ကိုရှင်တော့မပယ်ချပါနဲ့ဂျိုဆေးကသူ့ကိုသူအရေးချင်းမိလို့ ပိုပြီးလုံနိုင်တာရှိပါသေးတယ်။သူကရေမြုပ်ဖြစ်နိုင်တယ်လေ။သူသိထားတာကလေတရေအများစုကလေရင်မှုတွေဖြစ်တဲ့အပြင်စကူဘာဒိုင်ဗင်မင်းသားတွေလည်းဖြစ်ကြပါတယ်။ဒါကြောင့်လင်းရင်မိုးလိုက်စင်ရဖို့အချိန်တစ်နှစ်ယူခဲ့ပါတယ်။နောက်တစ်နှစ်စကူဘာဒိုင်ဗင်သင်တန်းကိုစနေတနင်္ဂနွေနေ့တိုင်းမှာသွားတက်ခဲ့ပါတယ်။အခြေခံအစင်းမြင်းနဲ့မဟာအစင်းအောင်လက်မှတ်ရတဲ့အထိစူးစမ်းခဲ့ပါတယ်။သူ့ရဲ့ဘဝသူတည်တနာနဲ့ပြန်ပြိုးတိုးတက်ရေးစံတာကဆိုင်ဝေရီးယားမှာနျူကလ িয়ার ပြန်ပွားမှုတောချရေးမှာပါဝင်ဖို့ အခွင့်ရေးတူတစ်ခုပေးတော့သူကြိုက်တဲ့အခြေအနေတစ်ခုပါနေတဲ့အတွက်သူတာဝန်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကရုရှားစကားတင်ကိုတင်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါက NASA ရဲ့နောက်တစ်ချက်ရှောက်လာစစ်စစ်တဲ့အခါသူ့ရေချင်းကသူများထက်သာပြီးထူခြားနေမှာပဲဆိုပြီးတော့မျှော်လင့်ခဲ့ပါတယ်။1998ခုနှစ်မှာဂျူစီအသက်36နှစ်ပြည့်ပါတယ်။အဲ့ဒီနှစ်မှာလည်းဒေသရဲရှောက်လာတဲ့ဆောင်ထပ်ပုတ်ပြန်ပါတယ်။နောက်နောက်ဆုံးမှာတော့အားရစရာတဲ့တင်ကရှောက်ထားသူ2500မှာသူကနောက်ဆုံးစကားတင် အယောက်120မှာဝင်နေပါပြီ။ဂျုံစေးကနောက်ဆုံးမှပြပြေဆုံးနဲ့အလုံးနမူနာတစ်ခုတင်ပေးခွင့်ရလိုက်ပါတယ်။ချွန်စင်အာကာသစင်တာမှာခန္ဓာကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေတပတ်လုံးလုပ်လုပ်ရပါတယ်။လေသရေဟောင်းကြီးတွေဟာအင်ဂျင်နီယာပိုင်းပြန်တန်းရေးဒီပညာပိုင်းတွေအတင်းလိုက်ဆောင်ရွက်နိုင်မှုဆက်သွယ်ရေးစားတဲ့ကဏ္ဍတွေမှာကျွမ်းကျင်မှုဘယ်လောက်ရှိသလဲဆိုတာကိုမေးကြပါတယ်။အတွေးကြကြလဲပြီးခေါင်းနောက်စီရပါ အများဆုံးအမှတ်99ပေးတဲ့လေးတရဲအဖွဲ့ကဂျိုဆေးကို92မှတ်ပေးပါတယ်။အင်တာဗျူးမေးတဲ့သူတွေကအခက်အခဲပြီးဒုက္ခအနေအထားဓာတ်ရိုက်မမေးပါဘူး။သူ့ကိုယ်ရဲ့ရာဇဝင်အကြောင်းပြောဖို့အချိန်တနင်္လာပေးပါတယ်။ဒီမှာဆုံးအချိန်အဖြစ်သူ့ရဲ့ဤပညာပိုင်းကျွမ်းကျင်မှုတွေကိုတက်သေးပြနိုင်ခဲ့ပြီလို့ကိုကိုကိုယုံကြည်မှုအပြင်နဲ့သူဟာရွှေပြောင်းတောင်ရလုံသားတယောက်ဖြစ်တဲ့အကြောင်း NASA ကိုပုံပွင့်လင်းလင်းပြောပြလိုက်ပါတယ်။တကယ်လို့တင်ဟာဂျူဆေးလိုနေရာမျိုးကလာခဲ့တာဖြစ်ပြီးသူ့လိုအောင်မြင်မှုတွေရအောင်လုပ်နိုင်ရင် ဒူးအန်ရော့စ်ကပြောလိုက်ပါတယ်ဒီအခက်ခဲတွေအားလုံးကြော်ဖြတ်ဖို့နဲ့တခြားသူတွေရောက်နေတဲ့နေရာကိုရောက်ရမယ်ဆိုရင်တင့်စီမှာဆိတ်ဆန္ဒရောအရေးချင်းတွေပါအများကြီးရှိနေတာဖြစ်ပါတယ်အင်တာဗျူးပြီးတော့ဒူးအန်ကတိုက်ရိုက်ဖုံးခေါ်လိုက်ပါတယ်ကံအကြောင်းမလပါဘူးရွေးချယ်ရေးပွဲကထပ်ပြီးပယ်စားလိုက်ပြန်ပါတယ်ဒါမှဒီတကာမှာတော့မျောလင်းချက်ရောင်ချီလေးတစ်ခုတန်းလာပါတယ်နာဆာကသူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်လေတရေတော့မဟုတ်ပါဘူး အင်ဂျင်နီယာတယောက်အနေနဲ့ပါဂျိုစေးရာနှစ်တိုင်အလိုက်တင်ပြောင်းလဲနေခဲ့ပါတယ်အခုသူကတခါထက်ပြီးလိုက်လျောညီတွင်မှုရှိအောင်ပြင်ဆင်ညှိနှိုင်းရအောင်မှဖြစ်ပြန်ပါတယ်သူကိုယ်တိုင်အာကာသတဲ့မတက်နိုင်ပေမဲ့တခြားသူတွေကိုအာကာသတဲ့လွတ်တဲ့မင်းရှင်မှာပါဝင်ခွင့်ရခဲ့ပါတယ်ဒီအတွေ့အကြုံကသင်ခန်းစာတစ်ခုပေးလိုက်ပါတယ်ကောင်းကင်မှာကျဲတလုံးမကရှိနေတယ်ဘဝညီမန်းကျန်နဲ့ဘဝရွယ်ချာဟာတစ်ခုမကရှိနေတယ် NASA engineer တယောက်ပေါ်ပါနဲ့နှစ်ပေါင်းများစွာလုံရင်2004ခုနှစ်မှာဖုံးမြစ်တန်တစ်ချက်ကြားလိုက်ရတယ်။ပုံထဲကပုံကူမေးတာကဂျိုဆေးလက်ရှိနေတဲ့အလုပ်ကိုတခြားလူအစားထိုးလို့ရမလား။ဂျိုဆေးကသူ့အနေနဲ့နောက်တစ်ယောက်ကိုသင်တန်းပေးလို့တဲ့အကြောင်းပြန်ပြေးလိုက်တယ်။ကောင်းပါပြီလို့တပတ်ကမန်နေဂျာကပြောပါတယ်။လေတရေရုံမှာအလုပ်လုပ်ချင်ပါသလားလဲ့။လေတရေအလုပ်ကိုရအောင် ရှောက်လွာစတင်ခဲ့တာ15နှစ်ကြာမှာတော့ဂျိုစီအာကာသခရင်စင်မှာလိုက်ပါဖို့အရွေးခံရပါတယ်။ဒီသတင်းကြားလိုက်ရတဲ့စက္ကန့်ပိုင်းလေးမှာကျွန်တော်တကူလုံးဖူးကျန်သွားခဲ့ပါတယ်လို့ပြန်ပြောပါတယ်။အင်ကိုအပြေးလွှားပြန်ပြီးသူ့မိန်းမကလေးတွေနဲ့မိဘတွေကိုသတင်းကြေညာလိုက်ပါတယ်။အားလုံးက သူ့ကိုဖက်ကဲတကင်နဲ့ဝမ်းတာပြီးအောင်ပွဲခံကြပါတယ်။2009ခုနှစ်ဩဂုတ်လမှာတော့48နှစ်ပြည့်ပြီးရက်သက်တစ်ဖက်အနည်းငယ်မှာတော့ဂျိုဆေးဟာအာကာသယာဉ်ထဲကိုဝင်ချလိုက်ပါပြီ။ဒုက္ခထိုင်လိုက်ပါပြီ။ကပတ်တွေအားလုံးကိုပတ်လိုက်ပြီးအာကာသတွေလွတ်တင်ဖို့ပြင်ဆင်နေရပါပြီ။ညတကောင်မတိုင်ခင်အချိန်လေးမှာအာကာသခရီးစဉ်စားဖို့ကောင့်တောင်းအချိန်စားတင်ရည်တွက်နေတာကြားနေရပါပြီ။အင်ဂျင်ဆက်ကြီးလည်းစပြီးမီးတွေပန်းထွက်လာတာကိုတွေ့နေရပါပြီ။ လေထဲရောက်ပြီး10မိနစ်ခွဲအကြာမှာအင်ဂျင်ရပ်သွားခဲ့ပါတယ်။အတန်အားလုံးငြိမ်ချသွားပြီးဂျိုဆေးကသူ့မျက်လုံးကိုမယုံကြည်ခဲ့ပါဘူး။တကယ်ဆိုတေချာအောင်သူကပစ္စည်းတစ်ခုကိုမြောင်းပြစ်ကြည့်လိုက်ပါတယ်။ပစ္စည်းကလေထဲဝဲနေပါတယ်။ပြန်ကြတာကိုတအံ့အော်ကြည့်နေပါတယ်။ငါတို့အကာတရရောက်နေပြီထင်တယ်။ကွင်းထဲမှာစတော်ဘယ်ရီသီးတွေခုနေတဲ့ဘဝကနေအခုတော့ကျယ်တွေကြားတဲ့ကအာကာသထဲမှာမျောနေပါပြီအာကာသထဲမှာ နှစ်ပတ်အချိန်အတော်တွင်မိုင်ပေါင်း၅တန်းပြန်တန်းခဲ့ပြီးပါပြီ။အာကာသဝတ်စုံဝတ်ခဲ့ရဖို့ပြန်ချက်တန်းခဲ့ရတဲ့ဘဝခရီးရဲ့အကွာဝေးနဲ့နှိုင်းရှင်မယ်ဆိုရင်တော့ဒီမိုင်၅တန်းဟာလေရင်ခရီးတူလေးတစ်ထောက်ပဲဖြစ်ခဲ့ပါတယ်။ဂျိုဆေးလိုစောင်းပွဲဖြေတဲ့သူတယောက်အောင်မြင်တာကိုမြင်ရတာဟာစိတ်အားတက်စရာကောင်းပေမဲ့မလုံလောက်သေးပါဘူးကျွန်တော်တို့ကတခြားလူအများပြားကိုအကဲဖြတ်တဲ့အခါဘာတွေလွတ်သွားခဲ့တယ်လဲဘာတွေလွတ်နေတယ်လဲဆိုတာကိုသူ့ရဲ့ ပုံစံခွက်ကိုဖွဲပစ်ခဲ့ရပါတယ်။သူကချွန်းချက်ပါ။ဒါမဲ့သူကထုံတန်းစင်လာဖြစ်တင်ပါတယ်။ကျွန်တော်တို့ကလူတွေကိုအကဲပြတ်တဲ့အခါရှုံးနုံတွေကအစိမ့်တပွင့်တွေ့တာထက်ပိုပြီးအကျိုးကျေးဇူးရှိတာရှိပါဘူး။လူတွေရဲ့ချမ်းမြတ်တောက်ပမှုတွက်ပေါ်လာစေဖို့အတွက်ဖီးအားသုံးဖို့ကကျွန်တော်တို့အလုံးမဟုတ်ပါဘူး။အဲ့ဒီလိုဖီးအားကိုရင်ဆိုင်ပြီးဖြစ်တဲ့သူတွေကိုမျက်စိရှမ်းမသွားစေဖို့ဂရုစိုက်ရမှာဖြစ်ပါတယ်။နောက်ပြည်သူတို့ရဲ့စွမ်းရည်ကိုထုံးလင်းတောက်ပစေဖို့အတွက်လက်တင်ခံဖို့အတိအမှတ်ပြုဖို့ပဲ။ ချက်ပါတော့တယ်။